မင်္ဂလာပါ Digital Genius ကနေကြိုဆိုပါရစေ။ကျွန်တော်အဓိက main investment က Bitcoin ပါ။ဒါပေမဲ့ကျွန်တော် crypto investment အကြောင်းတွေလေ့လာရင်းကနေရွှေအကြောင်း stock အကြောင်းနဲ့ကျွန်တော်ငွေကြေးစနစ်အကြောင်းတွေ financial system အကြောင်းတွေကိုကျွန်တော်အများကြီးလေ့လာဖြစ်ခဲ့တယ်။အဲ့ဒါတွေကိုလေ့လာလိုက်တဲ့အခါမှာ fiat money လို့ခေါ်တဲ့အစိုးရထုတ်တဲ့ငွေကြေးတွေဖြစ်တဲ့ US dollar, Singapore dollar, Thai baht တို့မြန်မာကျပ်ငွေတို့ကဒီဆက်စနစ်အနေနဲ့တွင်းမှာအစာပေါင်းများစွာတန်ဖိုးကျပြီးတော့မှသူနဲ့ against လုပ်တဲ့ဒီ assets တွေဖြစ်တဲ့ရွှေတို့ stock တို့ ဒီ Bitcoin တို့ကအစာဝမ်းမစွာဈေးတွေထောင်တက်နေတာဆိုတော့တွေ့ရတယ်။ရွှေဈေးဆိုလို့ရှင်2022ခုနှစ်လောက်ကဒါ1000ကျောင်းကျန်လောက်ကနေဒါ4000ဆိုတော့ဒါ30နီးပါးလောက်တိတက်သွားတယ်။ stock market ဆိုလို့ရှိရင်လည်းအစားအဝါများစွာထောင်တက်သွားတယ်။ Bitcoin ဆိုလို့ရှိရင်လည်း2022ခုနှစ်တုန်းကဒါ1000ကျွန်းဝန်းကျင်လောက်ကနေခုဆိုရင်ဒါ3000ဒါ50လောက်တိတောင်ဈေးတွေထောင်တက်သွားတယ်။ ဒါကဘာကိုပြနေလဲဆိုတော့အစိုးရတံငွေကြေးစနစ် fee and money တွေကဒါတည်ဆုံးနေပြီးတော့သူတံမိုးတွေတဖြည်းဖြည်းရော့ချနေတယ်ဆိုတာကိုတွေ့ရတယ်။အဲ့တော့ဒီနေရာမှာကျွန်တော်အဓိက highlight လုပ်ချင်တာကတော့ဒီ stock တွေ bitcoin တွေမဟုတ်ဘဲနဲ့ကျွန်တော်အဓိကတမဒီရွှေကိုကျွန်တော်အဓိက highlight လုပ်ချင်တာပေါ့နော်။ဒီနေရာမှာရွှေကြောင့်ဆိုလို့ဒါရွှေမှာ invest လုပ်မဲ့သူတွေတင်မဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ stock တို့ bitcoin တို့ဒီရွှေတို့ဒီလို assets တွေမှာ invest လုပ်မဲ့လူတိုင်းအခုကျွန်တော် sharing လုပ်မဲ့ knowledge တွေကိုသိထားတင်တယ်လို့ထင်တယ်။ China ကပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းလာပိုင်းအတွင်းမှာ ရွှေတွေတန်ချိန်ပေါင်းများစွာအစာပေါင်းများစွာဝယ်နေကြတွေ့ရတယ်။မင်းစတို့အခုဒီမှာဆိုရင်ဒီ graph ကိုကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့နှစ်တည်းမှာသူတို့ဝယ်ခဲ့တဲ့ average တန်ဖိုးထက်အစာပေါင်းများစွာတန်ပေါင်းများစွာသူတို့ဝယ်နေတယ်ဆိုတာတွေ့ရတယ်။ဒါဆိုလို့ရှိရင် China ဒီလိုမျိုးရွှေတွေအဓိကဝယ်နေရတဲ့နောက်ွယ်ရအကြောင်းရင်းကဘာဖြစ်မလဲ။နောက်ကဒီ global currency war မှာဒီ US dollar နဲ့ရှင်ပြိုင်နေတဲ့တခြား currency တွေရှိတယ်။ US dollar နဲ့တခြား currency နဲ့ဒီလိုမျိုးရှင်ပြိုင်နေတဲ့ currency war မှာရွှေတွေ ဘာအကျိုးမြတ်တွေရှိမလဲနောက်တော့ဒီ financial system တွေကနေရွှေကိုသတ်မှတ်တဲ့ဒီ wealth asset status ကို အရင်တုန်းကဒီ tier 3နေရာကနေ tier 1ကို level ပြင်လိုက်တဲ့အခါမှာရွှေအတွက်ဘာကောင်းကျိုးတွေရှိမလဲဆိုတဲ့အကြောင်းအရာလေးကိုကိုဒီဗီဒီယိုမှာမျှပေးသားမှာဖြစ်ပါတယ်ဒီကနေ့လာအနေငယ်ကဒီ global financial snake ကနေဒီရွှေကို business 3 တာယာ3ကနေတာယာ1ကို level မြင့်လိုက်တယ်။ကောင်းပြီဒါဆိုရင်ဒီတာယာ3တို့တာယာ1လို့ဆိုတာဘာလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်အောင်။ Vessel 3တာယာ3ဆိုတဲ့ဟာကဘာလဲဆိုတော့ကျွန်တော်တို့ဒီရွှေကိုဒီ furniture snake ကနေသူတို့တတ်မှတ်ထားတဲ့ဒီ status ပေါ့နော်အဲတတ်မှတ်ထားတဲ့ status ကရွှေကိုသူကဘာလဲဆိုတော့ tier 3ဆိုလို့ရှိရင်ဒီဟာက risk အနည်းငယ်ရှိတဲ့ assess အနေနဲ့ဒါတတ်မှတ်ထားတာဆိုပါဆို banner ဆိုလို့ရှိရင်သူတို့မှာ ရွှေတန်ဖိုးများစွာရှိပြီးတော့မှအဲ့ဒီတန်ဖိုးက1ဘီလီယံဒေါ်လာတန်ဖိုးလောက်ရှိတယ်ဆိုတော့ဆိုအဲ့ဆို1ဘီလီယံတန်ဖိုးလောက်ရှိတယ်ဆိုလို့ရှိရင်သူတို့ရဲ့ balance sheet မှာပြတာက1ဘီလီယံတန်ဖိုးပြလို့မရအောင်သူ့ရဲ့60%ပဲပြလို့ရတယ်အဲ့ဆို1ဘီလီယံတန်ဖိုးနဲ့ညီတဲ့ရွှေတွေရှိတယ်ဆိုရင်ဘန်ရဲ့ balance sheet ထဲမှာ500 million လောက်ပဲပြလို့ရတယ်နော်အဲ့ဒါဘာလဲဆိုတော့ရွှေဟိုတာတစ်ဆင့်နှိမ့်ထားတဲ့သဘောပေါ့နော်ဒါပြည်ကနှစ်တင်မှာဒါရွှေကိုဒါ Tier 3 status အနေနဲ့ Global Financial Snack ကဒီလိုမျိုးသတ်မှတ်ထားတာပေါ့နော် ဲ့လိုမျိုးတတ်မှတ်ထားရကနေအခုပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာတိုင်ယာ1ကိုသူကအဆင့်မြင်လိုက်တယ်အဲ့တော့တိုင်ယာ1ကျွန်တော်သူကဗာလဲဆိုအရင်တော့ဒါ risk တစ်ခုရှိတယ်အခုတိုင်ယာ1ဆိုတဲ့ကဒါ risk သိပ်ပြီးမရှိတော့ဘူးပေါ့နော်အဲ့တော့စောစောအခုမှတိုင်ဆိုလို့ရှိရင်စူပါစုဘန်မာကတိုင်ပေါင်းများစွာရှိတယ်သူ့ရဲ့တန်ဖိုးက billion နဲ့ GB ရှိတယ်ဆိုလို့ရှိရင်1 billion ရှိတယ်ဆိုလို့ရှိရင်အဲ့တော့ရွှေရဲ့တန်ဖိုးကို100%သူ့ရဲ့ balance ရှိတယ်မှာပြလို့ရတော့အဲ့တော့1 billion ရွှေတန်ဖိုးရှိတယ်ဆိုလို့ရှိရင်သူ့ရဲ့အဲ့ဒီ bank ရဲ့ balance ရှိတယ်မှာဒီ1 billion အထိ တံမိုးပြလို့ရသွားတယ်ဒါမှလည်းဆိုရွှေရဲ့ status ကဒါလည်းတဆင့်မြင့်သွားတဲ့သဘောပေါ့အဲ့တော့ဒီ go status ကအရင်တော့ကပေါ့နော်အရင်တော့ဒါ previous year တွေမှာဒါ bezel 3 tire 3ဆိုတော့ဒီအဲ့ဒီ status ကလည်းဒါအခု current မှာဒါ tire 1ကိုဒါပြောင်းလိုက်တယ်အဲ့လိုမျိုးရွှေကို tire 1 status ကိုပြောင်းပြီးတော့နောက်ပိုင်းမှာဒါရွှေစီးတွေနည်းနည်းထောင်တက်တယ်ဆိုတော့တွေ့ရတယ်မင်းတို့ဒီမှာဆိုရင် tire 1 status ကိုပြောင်းတာကဘယ်တော့လဲဆိုတော့အခု2025ကျော်လန်လာတယ်မှာ တော့2025ဇွန်လလအတွင်းမှာတော့ဒါရွှေရဲ့ဈေးနှုန်းက block ပဲရှိတယ်ဆိုတာ3300ဝန်းကျင်လောက်ပဲရှိသေးတယ်။အဲ့တော့ဒီ3300ဝန်းကျင်လောက်ကနေပြီးတော့အခုဆိုရင်ဒါ4000ဆိုတော့ဒါ percentage အများကြီးသူဈေးတွေထောင်းတက်သွားတယ်လို့ပြောလို့ရတယ်။ကောင်းပြီဒါဆိုရင်ဒါလက်ရှိအခြေအနေမှာတော့ရွှေကိုဒါ tier 1 status ပေါ့နော်။ဒါ current အခြေအနေမှာဟုတ်ပြီအနာဂတ်မှာဒီ tier 1 status ကနေနောက်ထပ်ထပ်ပြီးတော့မှမြင်စရာတဆင်ရှိသေးတယ်။အဲ့ဒီဟာကဘာလဲဆိုတော့ HQLA ဟုတ်နော်အဲ့တော့ SQL လေးဆိုတာဘာလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်အောင်အဲ့တော့ SQL လေးဆိုတဲ့ဟာက high quality liquid access ပေါ့နော်အဲ့တော့ high quality liquid access ဆိုတော့ပြောလို့ရှိရင်ဒီရွှေရနေအလွယ်တကူအရေးဖြော်လို့ရတယ်ပေါ့နော်အဲ့တော့လက်ရှိအခြေအနေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုရင်လက်ရှိ Taiwan status မှာဘန်နီမာတာရွှေရှိတယ်ဟုတ်ပြီအဲ့တော့အဲ့ဒီရွှေကိုအပေါင်းထားပြီးတော့ landing နေ borrowing နေတူအဲ့ဒါတွေလုံးလို့မရဘူးလက်ရှိ Taiwan မှာတကယ်လို့သာရွှေကိုသာ HQL high quality liquid access အနေနဲ့ ဒါတက်မှတ်လိုက်ပြီးဆွလို့ရှိရင်အဲ့ဒီရွှေကိုပေါင်ထားပြီးတော့မှကျွန်တော် landing နဲ့ borrowing နဲ့လုပ်လို့ရတော့တယ်နော်ကျွန်တော်ဒီအပြင်မှာဆိုရင်တော့ကျွန်တော်တို့ဒါ individual တူတယောက်ချင်းစီအနေနဲ့ဆိုရင်တော့ကျွန်တော်ရွှေကိုဒီရွှေအပေါင်ဆိုင်တွေမှာတွားပြီးတော့မှအပေါင်ထားလို့ရမယ်အပေါင်ထားပြီးတော့ကျွန်တော်တို့ဒါအရေးဖြော်တယ်ပေါ့နော်ရွှေရကနေကျွန်တော်ငွေအလွယ်တကူပြောင်းလို့ရတယ်ဒါဒုတိယအချင်းစီဒါပေမဲ့ဒါ global financial system အရဆိုလို့ရှိရင်ကျွန်တော်တို့ဘဏ်တွေမှာရှိတဲ့ရွှေကိုသူအပေါင်ထားပြီးတော့ lending နဲ့ borrowing နဲ့လက်ရှိ Taiwan အခြေအနေမှာဆိုရင်တော့ဒါလောက်လို့မရသေးဘူး ကောင်းပြီဒါဆိုရင်အနာဂတ်မှာ HQL ဒါရွှေဟို high quality liquid access အနေနဲ့သတ်မှတ်နိုင်ကြီးရှိလားဆိုတော့ကျွန်တော်ဆက်ပြီးကြည့်အောင်အဲ့တော့အဲ့လိုမျိုးသတ်မှတ်နိုင်ကြီးရှိလားဆိုတော့တုံးသက်ဖို့အတွက်ကျွန်တော်တို့ဒီ global currency ဝအကြောင်းကိုကောင်းကောင်းနားလည်ဖို့လိုတယ်ဒီနေရာမှာ global currency ဝအကြောင်းကိုမပြောခင်မင်းတို့ရွှေ stock bitcoin ဘယ်မှာပဲ invest လုပ်လို့သိထားတဲ့ financial intelligence စာအုပ်အကြောင်းကိုကျွန်တော်ဒီနေရာမှာနည်းနည်း introduce လုပ်ချင်ပါတယ် 2022ခုနှစ်လမှာတော့ငါကျွန်တော်ငွေချင်းနဲ့ပတ်သက်တဲ့စာအုပ်တွေ investment နဲ့ပတ်သက်တဲ့စာအုပ်တွေပြီးတော့ money psychology စာအုပ်ပေါင်းများစွာကိုကျွန်တော်ဖတ်ရှုခဲ့ပါတယ်။အဲ့တော့ကျွန်တော်ဖတ်ခဲ့တဲ့စာအုပ်ပေါင်းများစွာရဲ့အနှစ်တွေကိုစူးစိပြီးတော့မှ financial intelligence စာအုပ်ကို2023ခုနှစ်မှာထုတ်ပေးခဲ့ပါတယ်။ financial intelligence စာအုပ်ထုတ်ပြီးတဲ့နှစ်နှစ်လောက်အတွင်းမှာရှစ်ကျင်းမြောက်တိထုတ်ပေးခဲ့ပြီးပါပြီ။ဒီစာအုပ်မှာငွေချင်း investment money psychology နဲ့ပတ်သက်တဲ့နိုင်ငံတကာကစာအုပ်ပေါင်းများစွာကိုအခြေခံပြီးတော့မှကျွန်တော်အတွေ့အကြုံအနည်းငယ်နဲ့ပေါင်းစပ်ပြီးတော့ဘုဒ္ဓတရားတွေကိုပြန်လည်မျှဝေထားပါတယ်။ မင်းတို့စိတ်ဝင်စားတယ်ဆိုရင် Digital Genius Facebook page မှာစာအုပ်အနေနဲ့ already professional တို့ Play Store မှာ Digital Genius e-library application ကို download လုပ်ပြီးတော့ e-book အနေနဲ့လည်း professional ပါတယ်။အဲ့တော့ဆက်တော့ကျွန်တော်ပြောခဲ့တဲ့ရွှေကို high quality liquid assets အနေနဲ့အနာဂတ်မှာတက်မှတ်နိုင်လားဆိုတော့ကျွန်တော်နားလည်ဖို့အတွက် global currency war အကြောင်းဆိုတာကျွန်တော်ဆက်ပြီးလေ့လာအောင်။အဲ့တော့ကျွန်တော်တမန်ကြောင်းတစ်ချောင်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင် US ဒေါ်လာကိုကမ္ဘာငွေကြေးစနစ်အနေနဲ့သုံးတာကဒါဆယ်စုနှစ်အနည်းငယ်ပဲရှိပါသေးတယ်။ဟိုလွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒါ14ရာစု15ရာစုလောက်မှာတော့ဒါပေါ်တူဂီနောက်ပိုင်းနေမှာလားစပိန်နယ်သာလန်ဖရန့်ဒါတွေကတော့ဒါကျွန်တော်နဲ့တော်တော်ဝေးတယ်ပေါ့နော်။ကျွန်တော်နဲ့သိပ်ပြီးမွေးတဲ့အားကကျွန်တော်တို့ဒီပြီးခဲ့တဲ့ဒီမြန်မာပြည်ကဒါလွတ်လပ်ရေးမရခင်ကိုလိုနီခေတ်ပေါ့နော်။အဲ့တော့ကိုလိုနီခေတ်လောက်မှာတော့ကဒါဗြိတိရှ်အင်ပါယာကတကမ္ဘာလုံးမှာကြီးစိုးတာဖြစ်တဲ့အတွက် ကဘာသုံးငွေကြေးအနေနဲ့ဒါဗြိတိရှားပေါင်ပေါ့နော်ဒီစတလင်ပေါင်ကဘာသုံးငွေကြေးအနေနဲ့တုံးဆွဲခဲ့တယ်သူလည်းပဲဒါနှစ်ပေါင်ရာခဏလောက်ပဲကြားတယ်အဲ့တော့ဒီသမိုင်းကြောင်းတစ်ချောက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဘယ်အရာမှရာသက်ပံမမြဲပါဘူး global currency အနေနဲ့ရပ်တည်ခဲ့တဲ့ currency အလုံးက average 60လင်းနဲ့နှစ်ပေါင်100ဝန်းကျင်လောက်ပဲကြားတယ်အဲ့တော့နှစ်ပေါင်းတရာဝန်းကျင်လောက်မှာသူတို့အဲ့ဒီ global currency ဆိုတဲ့နေရာကနေသူတို့အဆင်ပြေလာရတာများတယ်ဒါတမိုင်းတစ်ချောက်ပေါ့နော်။ကောင်းပြီဒါဆိုရင်လက်ရှိကျွန်တော်တို့သုံးဆွဲနေတဲ့ဒါ US ဒေါ်လာပေါ့နော်။ ။ဒါကြီးကျွန်တော်သုံးစွဲနေတဲ့ US ဒေါ်လာကနှစ်ပေါင်းဘလောက်ကြာပြီလဲဆိုလို့ရှိရင်သူတကယ်အသေးချာ3000ကတော့1945ပေါ့။1945ဒုတိယကမ္ဘာစစ်ပြီးတဲ့အချိန်ကနေစပြီးတော့အခုဒီနေ့ဒါ2025ဆိုလို့ရှိရင်နှစ်ပေါင်း80ဝန်းကျင်လောက်ရှိသွားတယ်။အဲ့တော့နှစ်ပေါင်း80ဝန်းကျင်လောက်ဒါကမ္ဘာသုံးငွေကြေးအနေနဲ့ဒါရပ်တည်နိုင်ခဲ့ပြီ။ တော့ပြန်လာဆိုကြပါစို့ဒါနှစ်ပေါင်း100ဝန်းကျင်ဆိုလို့ရှိရင် तू 12ရက်တည်နိုင်မို့อ่ะဒါဆက်စုနဲ့အနေငယ်ပဲကျန်ရတယ်ပေါ့နော်ဒါဒီတိုင်းသာသွားမှာဆိုရင်ပေါ့ဒါကကျွန်တော်တို့ဒီ history အရာအခုတမပြောခဲ့တဲ့ဒီ average တက်တန်းနေအရာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်12ရက်တည်နိုင်မို့ကဒါဆက်စုနဲ့အနေငယ်ပဲကျန်ရတာပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဒီ dollar history ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ကမ္ဘာသုံးငွေကြေးအနေနဲ့ သူစတင်ရက်တည်နေနေကဒါတောင်ကုန်း45ဒုတိယကမ္ဘာဆက်ပဲ။နောက်တောင်ကုန်း45ဒုတိယကမ္ဘာဆက်အပြီးမှာတကမ္ဘာလုံးမှာရှိတဲ့ရွှေတန်ခြင်းရဲ့80ရာခိုင်နှုန်းနီးပါးလောက်ကဒါအမေရိကန်ကိုရောက်သွားတယ်။အဲ့တော့အဲ့ညမှာကျွန်တော်တို့ဒီ global currency အနေနဲ့ရက်တည်နိုင်မှုကလူတွေရဲ့ trust ရဖို့လိုတယ်။တကယ်လို့ဒါနိုင်ငံတကာနိုင်ငံရဲ့ငွေကြေးစနစ်ကအစိုးရကရိုက်ထုတ်နေတဲ့ရိုက်ထုတ်နေတဲ့ငွေစက်ကူတာဖြစ်နေမှာဆိုလို့ရှိရင်အဲ့နိုင်ငံငွေကြေးကိုဘယ်နိုင်ငံကမှယုံကြည်မှာမဟုတ်ဘူး။ဟာနော်။အဲ့ဒါကြောင့်တောင်ကုန်း45ခုနဲ့ ါဒုတိယကမ္ဘာစစ်ပြီးတဲ့အချိန်မှာကမ္ဘာအရွှေတော်တော်များများက800ကျပ်လုံးနီးပါးလောက်ကဒါအမေရိကန်မှာရောက်သွားတယ်။အဲ့ချိန်မှာသူတို့ဒေါ်လာကိုတစ်ကမ္ဘာလုံးကနေလက်ခံနိုင်မှုအတွက်သူတို့ကရွှေနဲ့ချိတ်ဆက်ကြတယ်။ဟဲ့နော်။အဲ့တော့သူတို့ထုတ်တဲ့ဒီဒေါ်လာအရွက်တိုင်းကသူတို့ရဲ့နောက်ွယ်မှာဒါရွှေနဲ့ link ချိန်ထားတယ်။အဲ့တော့ရွှေနဲ့ link ချိန်ထားတာဖြစ်တဲ့အတွက်ဒါတစ်ကမ္ဘာလုံးမှာရှိတဲ့နိုင်ငံတော်များကလည်းအဲ့ဒီအားကိုသူကလက်ခံကြတယ်။အဲ့တော့သူတို့ရဲ့ဒေါ်လာတွေကိုကမ္ဘာငွေကြေးအနေနဲ့တစ်ကမ္ဘာလုံးသုံးလို့ရတယ်။သုံးပြီးတော့ကြိုက်တဲ့အချိန်ရွှေနဲ့အချိန်ကြီး ပြန်လဲလို့ရတယ်ဆိုတဲ့ဒီအာမခံချက်ပေါ့နော်အဲ့ဒီအာမခံချက်ကြောင့်ဒါကဘာသောငွေကြေးအနေနဲ့ဒါရက်တည်လာတာအဲ့တော့အဲ့လိုမျိုးရက်တည်လာတဲ့ဟာနှစ်ပေါင်း၂၆နှစ်ဝန်းကျင်လောက်ကြာတဲ့အချိန်မှာတောင်ကုတ်82ခုနှစ်မှာမင်းကကဒါအစိုးရအသုံးစီတင်များလာတယ်ပြီးလို့ရှိရင်ဒါ business ဆပွဲကြောင့်ဒါသူတို့စစ်သုံးစီတင်များလာတဲ့အခါမှာသူတို့မှာမလောက်တော့ဘူးပေါ့နော်မလောက်တဲ့အခါမှာသူတို့ရွှေနဲ့ချစ်ဆက်ထားတဲ့ဒေါ်လာကိုအဲ့ဒီ link ကိုသူတို့ဖြတ်တိုင်းလိုက်တယ် ်နော်အဲ့ဒီ link ကိုဖြတ်သိမ်းလိုက်ပြီးတော့မှဖြတ်သိမ်းတဲ့အဲ့ဒီငွေကြေးစနစ်ကိုဒီ free currency လို့ခေါ်တယ်အဲ့ချိန်ကစပြီးဒီနေ့ဒီချိန်ဒီကျွန်တော်တို့သုံးစွဲနေတဲ့ငွေကြေးစနစ်ဒီအားလုံးက free currency အဲ့တော့အဲ့ဒီ free currency တွေကဘယ်ရွှေနဲ့မှချိတ်ဆက်မထားဘူးအဲ့တော့အစိုးရတွေကသူတို့အသုံးစိတ်လိုတဲ့အခါတိုင်းမှာသူငွေဆက်ကူတွေရိုက်ထုတ်နေတယ်အဲ့တော့ရွှေနဲ့ချိတ်ဆက်ထားတဲ့တန်ကို87မတိုင်ခင်တုန်းကရွှေတောင်ဆောက်ကို35ဒေါ်လာပဲရှိတဲ့ရွှေဈေးကဒီနေ့ဒီချိန်မှာ2025မှာဒေါ်လာ၄000ကျော်သွားတယ် ဒါကဘာကိုပြောင်းလဲဆိုတော့ရွှေနဲ့ချက်ဆက်မထားတဲ့ငွေကြေးတွေကအစိုးရတွေကရိုက်ထုတ်ချင်တဲ့ရိုက်ထုတ်နေတာဖြစ်တဲ့အတွက်ကြာလာနဲ့မြတံမိုးတွေအစာပေါင်းများစွာကျလာတယ်ဆိုတာကိုတသက်ပြနေတယ်။ဒါကြောင့်ကျွန်တော်တို့ဒီ graph မှာဆိုလို့ရှိရင်လည်းပဲအရင်တော့ကဒါ US ဒေါ်လာကို foreign exchange reserve နေနဲ့ထားတဲ့ရာခိုင်နှုန်းက80နှစ်ရာခိုင်နှုန်းကလည်းဒါတဖြည်းဖြည်းကျလာပြီးတော့အခုနောက်ဆုံး2025မှာဆိုလို့ရှိရင်90ရာခိုင်နှုန်းကျော်ကျော်ပဲရှိတော့တယ်။ဒါနဲ့ graph ဒီ graph ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီရွှေရောင်ကတော့ဒါကရွှေရဲ့ reserve percentage နဲ့အပြာရောင်ကတော့ဒါက US Treasury bond ပေါ့နော်တရားက USD ပေါ့တရားကြည့်မယ်ဆိုလို့ရှိရင်တောင်ကွက်69လောက်မှာဒါ Shui Wasap နည်းနဲ့ထားရရခံတော့ဒါ60ရခံတဲ့ဝန်ကျင်တော့ရှိခဲ့တယ်အဲ့ကနေတောင်တဖြည်းဖြည်းကျခဲ့တယ်ပေါ့နော်ဒီအပြောင်အမြင်ဒီ US Treasury bond ကို Wasap ထားရရခံတော့ဒါ20ရခံတော့အထက်ဝန်ကျင်ပေါ့နော်အဲ့ကနေဒီ2015လောက်ကစပြီးတော့မှဒီ US Treasury ရခံတော့တဖြည်းဖြည်းကျလာပြီးတော့မှဒီ Shui ရခံတော့ဒါတဖြည်းဖြည်းတက်လာတာဆိုတွေ့ရတယ်အခု2025မှာအဲ့ဒီမြင်းနှစ်ခုကစပြီးတော့မှ cross long မဲ့အနေထားကိုပြနေတယ်။ဒီကဘာကိုပြလဲဆိုတော့လူတွေက US dollar ပေါ်မှာယုံကြည်မှုတဖြည်းဖြည်းနည်းလာပြီးတော့မှဒါရွှေပေါ်မှာယုံကြည်မှုပိုများလာလဲဆိုတာကိုပြနေတယ်။အဲ့တော့ဒီညမှာကျွန်တော်တို့ဒီအရင် history တွေကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်အဲ Great Britain ဘောင်က1815ကနေ1920အထိဒါနှစ်ပေါင်း100အထိဒါ Global Reserve Currency အနေနဲ့ရှိခဲ့တယ်။ ဒေါ်လာစင်မှာတော့တောင်ကုန်က45ကနေခု2025ဒေတာ US ဒေါ်လာရှိနေတော့မယ်။ဒါဆိုရင်အနာဂတ်မှာတော့တခြားဘာဖြစ်နိုင်လဲပေါ့။အဲ့တော့ဒီနေ့ဒီချိန်ထိတော့ US currency နဲ့ရှင်းနိုင်တဲ့တခြား bill currency မှမရှိသေးဘူး။အဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ယူရိုငွေကြေးထုတ်တာကြာနေပြီဆယ်စနစ်နဲ့ချီပြီးရှိနေပြီဒါပေမဲ့ဒီနေ့ဒီချိန်ထိယူရိုငွေကြေးကဒါကဒီ global reserve currency အနေနဲ့ရှိမလာသေးဘူး လက်ရှိစင်ဒီကဒါ US ဒေါ်လာပဲရှိသေးတယ်။ဒါဆိုရင်နောက်အနာဂတ်မှာဖြစ်နိုင်ရှိတဲ့နောက်ထပ်ငွေကြေးတစ်ခုရှိနေသေးတယ်။အဲ့ဒီကဘာလဲဆိုတော့ဒီ BRICS BRICS ဆိုတဲ့ဒါငွေကြေးစနစ်တစ်ခုပေါ့နော်။ဒီဘရာဇီးရုရှားအိန္ဒိယချိုင်းနာဆောက်အာဖရိကပေါ့အဲ့တော့ဒီဟာဥဆောင်တာကတော့ဒါချိုင်းနာကနေဥဆောင်တာပေါ့ဒီကတော့ဒီငွေကြေးစနစ်လည်းပဲသူတို့အကောင့်ထဲဖုံးဖို့လုပ်နေတာနှစ်ပေါင်းများစွာကြာနေပြီဒီနေ့ဒီချိန်ထိအောင်မြင်မှုမရှိသေးဘူးလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့အဓိကကတော့ trust ပဲအဲ့တော့ global reserve currency အနေနဲ့ဖြစ်ဖို့ဆိုတာအဲ့ဒီ reserve currency ပေါ်မှာနိုင်ငံတိုင်းကဒီပေါ်မှာယုံကြည်မှုရှိနေဖို့လိုတယ်။အဲ့ဒီနိုင်ငံတွေဆိုလို့ရှိရင် bridge currency ကိုတရားဝင်သုံးဆဖို့အတွက်သူတို့မီတင်ပေါင်းများစွာနဲ့သူတို့ပြင်ဆင်နေကြတာကြာပြီဒီနေ့တချိန်ထိမောင်မြင်တဲ့အကြောင်းရင်းပေါ့နော်မောင်မြင်တဲ့အကြောင်းရင်းကတော့ဒါတနင်္ဂနွေနဲ့တနင်္ဂနွေဒါ trust မရှိလေပေါ့။ဘာကြောင့်လဲဆိုတော့ super ဆိုဒီ China ကနေလည်းပဲလေပြောသူတို့ currency yuan ကိုမင်းတို့ဒီနိုင်ငံငါးနိုင်ငံမှာတုံးကြမယ်ပေါ့နော်။ဟုတ်ပြီအဲ့ဆိုရင်ငါတို့ဘယ်လိုယုံကြည်ရမှာလဲ။မင်းကဘာနဲ့ backing ပေးမှာလဲပေါ့ ဟာနော်ဟုတ်ပြီအဲ့တော့ဒီဟာကိုယုံကြည်ဖို့အတွက်ဆိုလို့ရှိရင်ဒီအဲ့ဒီ currency ပေါ့နော်အဲ့ဒီ currency ကိုငါတို့ backing ပေးမယ်ရွှေနဲ့ backing ပေးမယ်ဟုတ်ပြီအဲ့ဆိုအဲ့ဒီရွှေကဗမာထားမှာလဲပေါ့အဲ့တော့ China ကသူဥဆောင်တာဖြစ်တဲ့အဲ့ဒီရွှေကိုဒါ China မှာထားမယ်အဲ့ဒီရွှေကို China မှာထားတော့လဲဒါတခြားနိုင်ငံတွေယုံကြည်မှုရဖို့မလဲဘာကြောင့်လဲဆိုတော့ US dollar ဆိုလို့ရှိရင်လည်းအရင်တော့ဒါ US နဲ့ချိတ်ဆက်ထားတယ်ဒါပေမဲ့သူကအဲ့ဒီ link ကိုဒါအချိန်မင်းတောင်ကွာ90တက်မှာသူတို့ဖြတ်လိုက်တဲ့ကောင်မှာတခြားနိုင်ငံတွေဘာမှလုပ်လို့မရအောင်အဲ့တော့အဲ့လိုပဲဟုတ်ပြီဒီဟာကို D currency ကို ရွှေနဲ့ချိတ်ဆက်မယ်အဲ့ဒီရွှေကဗမာထားမှလည်းဆိုရင်ပြဿနာအဲ့တော့ China မှာထားမယ်ဆိုရင်တော့လေဒါတခြားနိုင်ငံတွေယုံကြည်မှုရဖို့မလွယ်ဘူးအဲ့တော့ဒီနေ့ဒီချိန်ထိသူတို့ကဒါ agreement မရသေးတာဖြစ်တဲ့အတွက်ဒါမအောင်မြင်သေးတာပေါ့နော်ဒါပေမဲ့အဲ့ဒီအတွက်ကိုအခုနောက်ဆုံး solution ကတော့ဒါ innovative solution လို့ပြောလို့ရတယ်လို့ဒါ brilliant ဖြစ်တယ်လို့ပြောလို့ရတယ်။ဘာဆိုလဲဆိုတော့သူတို့သုံးနေဟာကဘာလဲဆိုတော့တရားက physical version of blockchain ပဲ။အခု solution ဒါ blockchain ဒီပညာဘာကြောင့်အောင်မြင်လဲဆိုတော့ ဒါလူတွေရဲ့ trust ကို centralize မဟုတ်ဖဲနဲ့သူက decentralize နဲ့သူကဖြန့်ကျက်ထားဖြစ်တဲ့အတွက်လူတွေရဲ့ trust ရတာဒါကြောင့်မလို့ဒါ bitcoin ရအောင်မြင်တာပေါ့ဒါပေမဲ့ blockchain တိုင်းတုံးမယ်ဆိုလို့ရှင်ဒါ blockchain ရတာဒါ digital ပေါ့နော်အခုဒီမှာကျတော့သူက blockchain ကိုတုံးတာတော့မဟုတ်ဘူးဒါ blockchain ရဲ့ concept ကိုပဲတုံးလိုက်တာပေါ့နော်ဒီမှာတော့သူကပါလဲဆိုတော့အဲ့ဒီရွှေထားတဲ့နေရာတွေကို China တနေငံထဲမှာထားတာမဟုတ်ဖဲနဲ့ distribution လုပ်လိုက်တာပဲတကယ်လို့သာခြံထန်းတန်နိုင်ငံထဲမှာထားမယ်ဆိုလို့ရှင်ဒီဟာက centralized ဖြစ်သွားမယ် centralized ဆိုလို့ရှင်နိုင်ငံငါးနိုင်ငံ trust ရဖို့မလွယ်ဘူးအဲ့တော့နိုင်ငံငါးနိုင်ငံ trust ရဖို့အတွက်တော့ဘာလဲဆိုတော့ခြံထန်းတန်နိုင်ငံနိုင်ငံထဲမှာထားတာမဟုတ်ဘဲနဲ့ရွှေထားတဲ့ vote တွေကိုသူက network လို့ချိတ်ဆက်ပြီးတော့မှတခြားနိုင်ငံတွေမှာသူက distribution ပေါ့နော်အဲ့ဒီဟာကိုသူကဖြန့်ကျက်ပြီးတော့မှထားလိုက်တယ်နော်အဲ့တော့ကျွန်တော်ဒီ blockchain မှာဆိုလို့ရှိရင် data တွေကို server တစ်ခုထဲမှာထားတာမဟုတ်ဘဲねကွန်ပျူတာပေါင်းသိန်းပေါင်းများစွာမှာကွန်ပျူတာတွေထားလိုက်မယ် ထားလဲပြီးလဲပြီးတော့အဓိက verify လုပ်တာကဘယ်သူကလုပ်လဲဆိုတော့ miner တွေကနေလုပ်တယ်အဲ့လိုပဲဒါရွှေထားတဲ့ vote တွေကိုဒါ channel တန်ငံထဲမှာ centralize ထားတာမဟုတ်ဘဲနဲ့ဒီ brisk country တွေနိုင်ငံ6နိုင်ငံမှာသူကဖြန့်မိထားလာမယ်ဒီ centralize လုပ်လိုက်မယ်ဟုတ်ပြီ verify လုပ်တော့ဘယ်ကနေလုပ်မလဲဆိုတော့သူတို့ကအဲ့ဒီ solution တွေဒီမှာ shanghai go exchange ပေါ့နော် shanghai go exchange ဆိုပြီးလုပ်လိုက်တယ်အဲ့ဒါအဲ့ဒီ shanghai go exchange ကစစော ဒီ project ကို account နဲ့ဖော်ဖို့အတွက်ပထမဆုံးအနေနဲ့သူကဘာစလုပ်လိုက်လဲဆိုတော့ Shan Go Exchange ကသူက Hong Kong Certified Board ကိုသူကစပြီးတော့မှတန်ပြီးလိုက်တယ်အဲ့တော့ဆန်းတော့ပြောရဲဒီ Vault ဒီ Vault တရားအခုလောဆိုတော့ Hong Kong မှာပဲရှိသေးတယ်တခြားနိုင်ငံတွေမှာမထားသေးဘူးเนาะတကယ်လို့သာတခြားနိုင်ငံတွေမှာဒါဖြန့်ကျက်ထားမယ်အဲ့တော့ဖြန့်ကျက်ထားလိုက်ပြီးလဲပြီးတော့အဲ့ဒီဖြန့်ကျက်ထားတဲ့ item မှာရှိတဲ့ရွှေတုံးတစ်ခုချင်းစီရဲ့ serial number တွေ အလေးချိန်ကြီး ownership တွေအဲ့ဒါတွေကို verify လုပ်တာကဘယ်လိုလုပ်မလဲဆိုတော့အခုစသပြောတယ်ဒီမှာဆိုရင် shine go exchange ကနေ verify လုပ်မယ်ဒါပေမဲ့ location ကိုတော့စသပြောတယ်ဒီ bridge country ဒီနိုင်ငံနားနိုင်ငံတွေမှာသူအဲ့ဒီဟာလေးကိုဖြန့်ကျက်ထားမယ်နော်ဘာလို့ဒီလိုမျိုးဖြန့်ကျက်ထားလဲဆိုတော့အဓိကကတော့ဒါ trust ရရှိဖို့ပဲအခုလောဆန်တော့တရားက idea အဆင့်မရှိသေးတယ်တကယ် account နဲ့ပေါ်တာကတော့ဒါ အဲ့ဒီ vote တစ်ခုပေါ့နော်ဒါကဒီ Hong Kong မှာတော့ဒါပထမဆုံးဒါ vote launch လုပ်ပြီးသွားပြီဒါကြောင့်မလို့လဲပဲအဲ့ဒီဟာအကောင့်နဲ့ဖော်ဖို့အတွက် China ကနေရွှေတန်ကြီးမောင်းများစွာစားပေါင်းများစွာဝယ်နေတာအခုလောလောဆယ်တော့သူတို့ရဲ့ဒီ project idea ကို Hong Kong မှာပဲသူစပြီး account နဲ့ပေါ်လာသေးတယ်။တကယ်လို့ဒါသူတို့ရဲ့ network တခြားနိုင်ငံတွေမှာ vote ပေါင်းများစွာထားပြီးတော့မှရွှေတွေအများကြီးတူလောင်ဖို့အတွက်ဆိုလို့ရှိရင်ဒါရွှေရဲ့ demand ဝယ်လိုအားကဒီထက်ပိုပြီးတော့မှများလာနိုင်နေရှိတယ်။ ကောင်းပြီအဲ့ဒီတော့ဆက်တော့ကျွန်တော်ပြောခဲ့တယ်ဒီ HQL လေးပေါ့နော်ဒါ high quality liquid access အနေနဲ့ရွှေဦးထားဖို့ဖြစ်နိုင်တာဆိုတော့ကျွန်တော်ဆက်ပြကြည့်အောင်နောက်လာတဲ့အနေထားမှာတော့ကျွန်တော်တို့ကဒီ bezel 3 tire 3ကနေဒါ tire 1ဒါအတီရောက်နေပြီအဲ့တော့ကျွန်တော် high quality liquid access အနေနဲ့ထားဖို့ဖြစ်နိုင်တာပေါ့နော်အဲ့တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်လက်ရှိအခြေအနေမှာ high quality liquid access ကနိုင်ငံတွေထောင်များမှာအဓိကကဒီ US Treasury ဘုံကိုပဲထားကြရများတယ်။ဘာကြောင့်လဲဆိုတော့သူက liquid ဖြစ်ဖို့လွယ်လို့ ဆိုတော့သောသောက Bridge Network ကကန်ထရီထဲမှာရှိတဲ့ဒီ South Africa ဆိုတဲ့နိုင်ငံတစ်နိုင်ငံအဲ့တော့အဲ့ဒီနိုင်ငံကအခုလောစံတာဖွံ့ဖြိုးဆဲနိုင်ငံတွေထဲမှာပါတယ်အဲ့တော့သူတို့မှာကဒီငွေကြေးလိုအပ်ချက်တွေရှိတယ်ဒါပေမဲ့သူတို့မှာ natural resource တွေဒါ risk ဖြစ်တယ်အဲ့တော့ natural resource တွေ risk ဖြစ်တာဖြစ်တဲ့အဲ့ဒီနိုင်ငံမှာဒါရွှေတွေနဲ့အများကြီးရှိတယ်ရွှေတွေအများကြီးတူလို့ရတယ်ဟုတ်ပြီအဲ့တော့သူတို့မှာကနိုင်ငံနဲ့ချီတဲ့ project တွေ infrastructure project တွေဒါလင်းငွေနဲ့လမ်းတွေဖောက်ချန်တယ်အဲ့ဒီအတွက်သူတို့ငွေချေးစင်တယ် ငွေချေးစင်တယ်ဆိုလို့ရှိရင်အခု loan center ကဘာပန်ကနေငွေချေးဖို့အတွက်ဆိုလို့ရှိရင်သူတို့မှာ treasury bond ဝယ်ထားတယ်ဆိုရင်တော့အဲ့ဒါကိုသူကအပေါင်းနဲ့ထားလိုက်ပြီးတော့ငွေအလွယ်တကူချိလိုက်လို့ရတယ်။ဒါပေမဲ့သူတို့မှာ treasury bond တွေများများစားစားမရှိဘူးဆိုရင်အဲ့ဒါနဲ့ငွေချေးဖို့ကမလွယ်။ဒီကလေးကရွှေကို high quality liquid assets အနေနဲ့အသိမှတ်ပြုလိုက်မယ်ဆိုလို့ရှိရင် South Africa လိုနိုင်ငံကသူ့ရဲ့ရွှေတွေကိုစောစောပြောတဲ့ default တွေတဲကတခုခုထဲမှာသူက HQLA အနေနဲ့သူက ပိန်ထားလိုက်မယ်ပြီးပြီဆိုလို့ရှိရင်ဒီကောင်က HQL high quality liquid access ဖြစ်တာဖြစ်တဲ့အတွက်သူ့ကို deposit အနေနဲ့ထားပြီးတော့မှဒီအဲ့ဒီ country တွေကဒါဥဆောင်နိုင်ငံဖြစ်တဲ့ဒါဆိုပါစို့ဒီ China ရှေ့ကနေသူက yuan တွေကိုသူကချိလို့ရအဲ့ဆိုရင် China ကချိရဲ yuan တွေကိုသုံးပြီးတော့မှဒါသူ့နိုင်ငံ infrastructure project တွေကို account နဲ့ပေါ်လို့ရမယ်ဒါဆိုလို့ရှိရင်သူ့နိုင်ငံမှာရှိတဲ့ trade တွေကိုသုံးပြီးတော့မှဒါ account နဲ့ပေါ်လို့ရတာဖြစ်တဲ့အတွက်ဒါ South Africa လိုနိုင်ငံအတွက်လည်းပဲဒါအများကြီးအကျိုးရှိသွားမယ်ဒါကြောင့်ရွှေဟိုဒါ high quality liquid access အနေနဲ့အသိမှတ်ပြုလိုက်မယ်ဆိုလို့ရှိရင် ဲ့ဒီနိုင်ငံတွေတက်တာအကျိုးရှိတာဖြစ်တဲ့အတွက်ဆိုတော့ကျွန်တော်ပြောရဲဒီ BRICS country တွေကရွှေကို HQL အနေနဲ့တိမတ်ဖြစ်ဖို့ရတဲ့နှုန်းပုံများတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်။ကောင်းပြီဒါဆိုရင်အဲ့ဒီ BRICS country တွေမှာဒါဒီရွှေကို HQL နဲ့ဒါတတ်မှတ်ထားလိုက်မယ်။အဲ့ဆိုလို့ရှိရင်အဲ့နိုင်ငံတွေကဒါအကျိုးရှိတာဖြစ်တဲ့အတွက်တခြားနိုင်ငံတွေကလည်းပဲသူတို့ရဲ့ဒီ BRICS network ကိုဒါထပ် join လိုက်မယ်ဆိုလို့ရှိရင်သူတို့ရဲ့ network ကြီးကဒါပို့ပြီးတော့မှကျယ်လာနိုင်တယ်။ကောင်းပြီဒါဆိုရင် SQL နဲ့တတ်မှတ်လိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်လာမလဲအဲ့တော့ရွှေရဲ့ value က demand ကဒါဒီထက်ပိုပြီးများလာနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်နော်လောလောဆယ်အချိန်မှာတော့ဒါရွှေကိုတတ်မှတ်တာက tier 1အနေနဲ့ပဲရှိသေးတယ်အနာဂတ်မှာ SQL အနေနဲ့အနေနဲ့ဒါဒါတတ်မှတ်လိုက်မယ်ဆိုလို့ရှိရင်ရွှေ demand ကဒီထက်ပိုပြီးများလာနိုင်တယ်နောက်ထပ်တစ်ချက်ကဒီ financial institution တွေမှာဒါ goal of ကိုလက်ရှိအချိန်မှာတော့သူတို့ရဲ့ guideline အရဒါ20%ဝန်းကျင်လောက်ပဲရှိသေးတယ် အဲ့တော့လောလောဆယ်အဲ့ဒီ20%ဝန်းကျင်လောက်ကိုဒီ30%ဝန်းကျင်လောက်ထိတိုးဖို့အတွက် guideline ရှိတယ်ဆိုတဲ့သတင်းတွေထွက်နေတယ်။အဲ့တော့ financial institution တွေကလည်းပဲ20%ကနေသူတို့ဝဆကို30%လောက်ထိတိုးမယ်။ဆက်ပြောတယ်ရွှေ H quality liquid assets အနေနဲ့ဒါတတ်မှတ်လိုက်မယ်ဆိုလို့ရှိရင်ဒါရွှေရဲ့ demand ကဒီထက်အဆောင်များဆိုတော့ပုံများသွားနိုင်တယ်။တခြားတစ်ဖက်မှာလည်းရွှေရဲ့ supply ကထုတ်ချင်တဲ့ထုတ်ဖို့မလိုဘူး။သူ့အတွက်ကွန်ရက်စစ်တွေအများကြီးရှိတယ်။အဲ့တော့ supply ကထုတ်ချင်တဲ့ထုတ်လို့မရဘူး။ demand က တအားများလာမဲ့ assess တခုရေရှည်မှာဘာဖြစ်နိုင်မလဲဆိုတာကိုမိတ်ဆွေတို့ကိုယ်တိုင်သုံးသပ်ကြည့်လို့ရတယ်။ကျွန်တော်တို့သုံးသပ်တာကတော့ဒါကမ္ဘာရွှေဈေးပေါ့နော်။ဒါပေမဲ့မြန်မာပြည်ကရွှေဈေးကလည်းပဲဒါကမ္ဘာရွှေဈေးပေါ်မှာဒါက follow လုပ်တာများတယ်။အခုတော့ဒါကမ္ဘာရွှေဈေးကဒါရွှေတောင်ဆောက်ကိုဒါ၄00ဝန်းကျင်ရှိတယ်။မြန်မာရွှေဈေးကတော့အခုကျွန်တော်ပြောနေတဲ့အချိန်မှာဒါ380ဝန်းကျင်လောက်ရှိတယ်။ တကယ်လို့ဒါခုဆိုတော့ကျွန်တော်ပြောသလိုဒီ financial institution တွေကလည်းဒါ20%ကနေ30%တိပြောင်းမယ်ပြီးတော့ HQL high quality liquid assets အနေနဲ့အဲ့လိုမျိုးတတ်မှတ်လိုက်ပြီဆိုလို့ရှင်ကမ္ဘာရွှေဈေးတက်မယ်အဲ့တော့ကမ္ဘာရွှေဈေးတက်ပြီဆိုလို့ရှင်လည်းပဲဒါမြန်မာရွှေဈေးဘယ်လိုဖြစ်နိုင်လဲဆိုတာမျိုးစလို့ကိုယ်တိုင်ဒါစဉ်းစားသုံးသပ်ကြည့်လို့ရတယ်အဲ့တော့ဒီနေ့မှာကျွန်တော်နောက်တစ်ပြောချင်တဲ့ဟာကဒီကျွန်တော်ဒီ investment ကိုလေ့လာတဲ့အခါမှာ Warren Buffett အများအားပြောတဲ့ဟာ diversification အားလုံးကိုခွဲထားဖို့လိုတယ်ကျွန်တော်အတိအက main investment ကတော့ကျွန်တော် bitcoin ကကျွန်တော် main ဒါပေမဲ့ဒီ diversification ဆိုတဲ့သဘောတရားအရာကျွန်တော်တို့နေရာတနေရာထဲမှာစုပြောင်းပြီးမထားတဲ့ဘူး။ဒါကြောင့်မလို့ကျွန်တော်တို့ invest လုပ်တဲ့ assets တွေကိုသူ့ရာခိုင်နှုန်းနဲ့သူခွဲပြီးထားတယ်နဲ့။ဒါကြောင့်မလို့ကျွန်တော်တို့ရွှေကိုလည်းကျွန်တော်နည်းနည်းလေ့လာတာပေါ့နော်။အဲ့တော့ကျွန်တော်အဓိက main investment ကတော့ Bitcoin ။ရာခိုင်နှုန်းတစ်ခုကိုဒီ gold နဲ့စတဲ့ရာခိုင်နှုန်းတစ်ခုကို stock မှာ invest လုပ်ဖို့အတွက်ကျွန်တော်စပြီးတော့မှ plan လုပ်နေတယ်။အဲ့တော့ ဘယ် assess မှာရခိုင်နှုန်းပိုများတင်လဲဆိုတာကတော့ကိုယ့်ရဲ့ personality ပေါ်မှာမူတည်တယ်။မင်းစတို့ကနှိပညာနဲ့ဝေးတဲ့လူတွေဆိုလို့ရှင်တော့ရွှေနဲ့ stock မှာရခိုင်နှုန်းပိုများတင်ပြီးတော့မှာမင်းစတို့ကနှိပညာသမားတွေဖြစ်တဲ့ volatile တွေကိုစိတ်ဝင်စားတဲ့လူဆိုလို့ရှင်တော့ဒါဒီ cryptocurrency မှာယာကန်တို့ပုံများခြင်းများလို့ရတယ်ကျွန်တော်အနေနဲ့ဆိုရင်တော့ကျွန်တော်ကတော့ bitcoin မှာယာကန်တို့ပုံများထားပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရေတို့၄၅နှစ်လောက်ပဲကြည့်မယ်ဆိုလို့ရှင်တော့ရွှေနဲ့ bitcoin ရဲ့ return ကတိတ်တော့မကွာလာဘူး။ဒါပေမဲ့ဆယ်စုနှစ်တစ်ခုနှစ်ခုလောက်ကြည့်မယ်ဆိုလို့ရှင်တော့ Bitcoin ရဲ့ growth ကပုံများနိုင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်စစ်တော့ supply မှာရွှေကတစ်နှစ်တစ်နှစ်ကိုဈေးကွက်တဲ့ဝင်နေတာကတန်ရင်3,000 5,000ကိုကျွန်တော်ဝင်တယ်။တကယ်လို့သာ demand များလာမယ်ဆိုလို့ရှိရင်ရွှေတူးတဲ့လူတွေများလာပြီးတော့မှ supply ကနည်းနည်းပုံများနိုင်ပေမဲ့ Bitcoin မှာကျွန်တော်အဲ့လိုမဟုတ်ဘူး။ဘလောက်ကြီးပဲ demand များများသူ့ရဲ့ supply က limited နော် mining computer ကနေဘလောက်ကြီးပဲ supply များများ mining computer တွေကနေထွက်လာတဲ့ Bitcoin ရဲ့အခြေတက်ကအကန့်အသတ်နဲ့ပဲထွက်လာတာဖြစ်တဲ့အတွက် ရေရှည်မှာတော့ Bitcoin ကအလားလားပုံများပါတယ်ဒါကြောင့်မို့ကျွန်တော် Bitcoin ရခိုင်နှုန်းကျွန်တော်အမြင်နဲ့တော့ပုံများထားပါတယ်အဲ့တော့မင်းတို့ရွှေနဲ့ Bitcoin ရဲ့အားသာချက်အားနည်းချက်တွေကိုအသေးစိတ်ဆက်လက်လေ့လာကြနေစမ်းနော်ကျွန်တော်ပြီးခဲ့တဲ့3လလောက်ကတင်ထားတဲ့ဗီဒီယိုမှာမင်းတို့အသေးစိတ်ဆက်လက်လေ့လာနေပါတယ်မင်းတို့ Crypto Investment အကြောင်းကိုအသေးစိတ်ဆက်လက်လေ့လာကြနေစမ်းဆိုရင်ကျွန်တော် Digital Genius Channel မှာ Lesson 1 to 10 Playlist မှာအသေးစိတ်ဆက်လက်လေ့လာနေပါတယ်မင်းတို့ Crypto နဲ့ပတ်သက်ပြီးတော့နှီးပညာနဲ့ပတ်သက်ပြီးတော့ Investment နဲ့ပတ်သက်ပြီးတော့ဆက်ဝင်စားရစမ်းဆိုရင်ကျွန်တော် Digital Genius Channel ကို Subscribe လုပ်ထားပြပါအားလုံးကျေးဇူးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာဆက်လက်ဆွေးနွေးပါမယ်